ကလေးပံပြိုးသူတော်လန်ကလေးကားတို့အားလုံးပဲမင်္ဂလာပါခင်ဗျတော်လန် YouTube channel လေးဖြစ်တဲ့မောင် YouTube channel လေးကနေပြီးတော့တပံပြန်လဲပြီးတော့ကြိုဆိုလိုက်ပါရခင်ဗျဒီနေ့ရက်ရက်ဒီချိန်လေးကတော့ မောင် YouTube channel ရဲ့ wine order များဖြစ်ကြတဲ့ကျွန်တော်တို့ရဲ့အများဝေတည်ဆက်ပြမယ့်ချိန်လေးကိုကြားရလို့လာတာပေါ့ဗျာကျွန်တော်တို့ဒီနေ့မှာတော့ကလေးကားတို့ကိုပြန်လဲပြီးတော့မျှဝေပေးသွားချင်တာလေးကတော့ ဆရာကြီးရှားနေကျော်ဦးချင်းမောင်ရဲ့အမတ်တရားအနေနဲ့ရှားနေကျော်တိုက်မှာပုံလေးထုတ်ဝေလိုက်တဲ့ရှားနေကျော်ဦးချင်းမောင်၏နေစဉ်မှတ်တမ်းပဲဖြစ်ပါတယ်ခင်ဗျာဒီမှတ်တမ်းစာအုပ်လေးကိုဇလက်ပြီးတော့ရွှေပန်းများဝင်ပြပါလို့ဆရာကြီးဦးချင်းမောင်ရဲ့တန်ဆိုင်သူတာဝန်တရားချင်းစီတိုင်းကိုကျွန်တော်တို့မေတ္တာရက်ခံ ခွင့်ပန်းပါတယ်ခင်ဗျာ ကဲတော်လန်ကလေးကတော့ရေမိုးရွာပြီးစအချိန်လေးမို့လို့နောက်ကအတန်လေးတွေကိုတော့တိတ်ခံပြီးတော့နားဆင်ပေးပါခင်ဗျာတဆောင်းမုံလာစုတ်၁၄ရက်ကြာတာပရေနေ့ဥပခင်ရေရန်တိုက်တွန်းသောစာအုပ်ကိုယမန်နေ့ကမှတ်တမ်းတင်ရေးထားသည့်အချက်များကိုပင်အကျယ်ချဲ့၍ရေးပေးလိုက်က ကောင်းလေမြည်လာဟုတွေးမိသည် မြန်မာတက်ဖန်တီးမှုဆိုသောစကားကလေးကိုပင် စာအုပ်အမည်တရွေရှိရလျင်အချောင်းလဲတိုက်ဆိုင်ပြီးအချိုးလဲရှိမည်ရှည်ရန်အချံများလဲကျဲဝန်းလာသည်စီစဲရန်အချံများလဲများလာလေသည် နိုင်ငံတော်လက်ရှိအစိုးရများ၏ဝါဒနှင့် လက်ကင်စနစ်တို့ကိုစီစဲမိ၍အလိုမကျကအပြတ်တောက်အပြင်းစင်ခံရမည်ပေးလဲရှိသေးသည်ရေးသားလျင်လဲတည်တည်ကြကြပင်ရေးခြင်းလည် ျွန်တို့ဤစိတ်ဓာတ်မှာရှစ်လုံးလုံးမုံလျာလျာဆိုသောစကားကဲ့သို့ရတိပြတ်နိုင်လာသည်ဖြစ်၍အလုံးလို့ရမည်မှာ과자တတဖြစ်နေတော်သည်အိတွင်ကျွန်တော်မှာတတူရွယ်တူလူငယ်ကားဆောင်များနဲ့များစွာ과자လျက်ရှိတော်သည်အလုံးတကုကိုလှုပ်ဖို့ရှိလာရင်ထိုလုံးဤအချိုးပြစ်ကိုအလုံးလုံးစီစဉ်မိလျာသာဖြစ်တော်သည် တို့အစည်းအဝေး၍မိမိလုံချင်းအပြင်မိမိတွင်ဂုံတိတ်ကထိခိုက်မည်လောတို့မဟုတ်တိုင်းပြည်အကျိုးကိုထိခိုက်မည်ဖြစ်ကထိုအလုပ်ကိုပင်မလုံချင်မလုံလို့တော့ချေအပြစ်တန်စင်သည်အပြစ်တင်ကင်းမည်အလုံမျိုးကိုသာလုံလို့စေရှိသည် လောကီမူဆိုင်ရာတွင်ဤအလုံမျိုးအပေမှရှိသည်။ရှိလျင်ဘဏ္ဍကာပေါ်ပါသည်။ဤနေရာတွင် ကျွန်ုပ်မှာဖျားအစ်စ်ပွင့်မှုဆောင်းသောယဟူဒီတို့နှင့်တထက်တဲပင်တူနေတော့သည်။ ရဟူဒီတို့မှာရှေးသယောခါကပင်၎င်းတို့၏လက္ခဏာကျမ်းနှင့်ညီညွတ်သောဖျားပွင့်ကိုစောင့်နေကြလေရာလောက၌ဖျားတဆူဆူပွင့်ပြီးဟူ၍တရင်ကြလင်ထိုဖျားရှိရာစီသို့သွားရ၍မိမိတို့တည်ထားသော လက္ခဏာကျမ်းဖြင့်စစ်စစ်ကြည့်ရှုကြသည်ယခုအချိန်တို့တအားသူတို့လက္ခဏာကျမ်းနှင့်ညီသည်ဖျားမပွင့်သေးဟူ၍ဖျားပွင့်ရန်စောင့်နေကြအောင်ပင်ဖြစ်ချေသည်ကျွန်ုပ်မှလည်းမိမိဂုံတိတ်ခါကိုငှဲ့လုံး၍တော်၎င်း နိုင်ငံတော်အကျိုးရုပ်တည်ကိုမလုံးမီရန်ထိန်သိမ်းလွန်၍တော်လကောင်စာရေးပြီးတိုင်းပြည်ပြူခြင်းမှလွဲ၍မြည်သည့်အလောက်ကိုများအခြေစုံပြည့်၍ဝင်ရောက်လောက်ကန်ခြင်းမပြုပါသည်ထိုအပြင်နှစ်ပါးတို့ကင်းလွန်မည်အလောက်ကဖဲ့သောအခါမှပေါ်ထွက်လွင်ပေါက်လာမည်မသည်ကျွန်ုပ်၏မိတ်ဆွေများကကျွန်ုပ်များလောက်အဆိုးအကြောက်မရှိကြ အခွင့်ပေါ်ပေါက်လျင်ပေါ်ပေါက်သလိုမိစဉ်ကြည့်ပြီးကာသွားကြရာအာနာလိုခြင်းလျင်၎င်းတို့၏အလောက်ပေါ်သည် နီလန်ချာနာအမန်ကန်သည်ဟုဆိုအားမည်ဖြစ်လေသည်မျိုးချစ်ဟု၍ဦးစွန်းတလူလူနှင့်တခိတခါကဝင့်လာသူတို့သည်အဒီပတိကြီးဒေါက်တာဘာမော်အစိုးရဘွယ်တွင်အဘယ်ကြောင့်ပါဝင်နေနိုင်ကြသနည်းတခင်များသည်အဘယ်ကြောင့်ဒေါက်တာဘောင်မော်ဤခေတ္တညွန်ပေါင်းအစိုးရတွင် ပါဝင်ရှင်တွဲမနေနိုင်ကြသည်။အဖြေကမဝေးတော့ပါလေ။ရောက်ရအတိုင်းမိစဉ်ကြည့်၍ကာချင်းဖြစ်ရာ နိုင်ငံရေးရာတွင်အပြစ်မတင်သာ လူတယောက်အနေဖြင့်သာ မျက်နာကြောင်ရကြမည်အီတွင်သူတို့လည်းမမကျွန်ုပ်လည်းမမမမချင်းသူလင်သူတို့ကအာနာအသင်တင့်လက်ကံရရှိလောက်ကနိုင်၍အာနာအပြေးရမှတကယ်လုံးမည်ဟု ကျွန်ုပ်ကဘေးကကြည့်ပြီးစိတ်မောနေရယုံရှိလေသည် သူတို့မှာကံရစားငယ်ဤပရိယေကိုသုံးလျက်ကျွန်ုပ်မှာကံရစာကြီးဤပရိယေကိုပင် အာယုံညှိတွဲနေလေသည် ကံရစားငယ်သည်မရင်ရွေးကောက်ပွဲဖျားကိုဖြစ်ခဲ့တဲ့ဆံအထယ်များနဲ့ဖြစ်ယုံများလောက်ဖြင့်ရှေးရှုကအပီးတည်ပြသူဖြစ်၏ကံရစားကြီးကအခါကိုမချင်းအခွင့်ကိုနားမလဲ၍ဖျားပီတာအောင်မင်းတကြီးဝကြီးများနဲ့လုံပန်းတိဆောက်သောကြောင့်မင်းအဖြစ်မှလွဲခဲ့သူဖြစ်လေသည်တိုင်းပြည်တပြည်သည်အခိုင်အမာအဖြစ်အခြေလဲပြုရလက်တလုံးချပရိယဉဏ်ဖြင့်အခြေမပြည့်ရန်တော်၎င်းအခြေတိုးတက်ရန်တော်၎င်း အခါအားလျော်စွာပြုထောင်လျင်ကံရသာငယ်သည်ဘယင်ဖြစ်ယုံများအတွက်သာဖရာကိုဖြစ်ကြတဲ့ဆန်းတည်းဤနိုင်ငံတော်တည်ထောင်ရာတွင်ဖရာကိုဖြစ်တယ်လို့တည်ခဲ့တယ်လို့လုံရင်မရချေလုံလျင်လည်း၎င်းနိုင်ငံတော်မှာခိုင်မြဲဝယ်ရရှိမည်မဟုတ်ပါချေအနော်ရထားမင်းစောသည်ဗဒမမြန်မာနိုင်ငံတော်ကြီးကိုကံရစာကြီးဤစနစ်ဖြင့်ထူထောင်ခဲ့၍သာနောက်နိုင်ငံတော်များအဖို့အခြေခံအကောင်းကိုဖန်တီးပေးနိုင်ခြင်းဖြစ်လေ၏ ကံရစာငယ်ဤစနစ်ဖြင့်ထိုနိုင်ငံတော်ကြီးကိုတည်ထောင်ခဲ့ကယခုအခါကံရစာငယ်တည်သောဖရာအစပင် ရှာရွေးမရတော့သလိုထိုနိုင်ငံတော်ဤအမွေနှင့်တို့မှာယခုချိန်တွင်ကြံရှိရတော်မီမဟုတ်နိုင်ငံတော်ထူထောင်မှုအာဏာလုံလောက်ရရန် အားထုတ်ရတွင် ကံရစာငယ်ဤအနိုင်ပရိယေသည်အကောင်းဆုံးဖြစ်အကောင်းဆုံးလည်းဖြစ်၏အထက်မြတ်ဆုံးလည်းဖြစ်လေသည် တို့ဖြစ်ရာအာနာလုံးမမှုအတွက်ကံရစာငယ်ကဲ့သို့မရှင်မကြောက်လုံချင်းကိုရှုတ်ချပွဲရာမရှိပါချေသို့တော်နိုင်ငံတော်ကိုအရှိတီတန်ထွန်းကားအောင်ပြိုးထောင်ရာတွင်က အခိုင်ကိုယ်သာ ရှေးရှုရမည်ဖြစ်၏ကံရစာကြီးကဲ့သို့လှုပ်လျား၏ကံရစာငယ်ကဲ့သို့တဏီယာတွင်လှုပ်အံထိုတဏီယာသည်နောင်တော်လက်လက်ချွေတွင်နှင်နာခြင်းသာ ရှိလျား၏ဤသဘောတရားနည်းကို အချုပ်အမွတ်များသာပြလိုက်လေ၏အစဉ်သာဝရအဖြစ် ကံရစာကြီး၏အခိုင်အပြုမူကိုအတူယူလှူဆောင်အပ်၏အချင်းအကျက်ကြာလာလျင်တို့မဟုတ်အကြောင်းလူဆောင်တရားပေါ်ပေါက်လျင်တော့ကံရစာငယ်၏အနိုင်ပရိယမျိုးကို နိုင်ငံတော်အတွက်မရှက်မကြောက်သုံးရ၏မြန်မာနိုင်ငံတော်၏ရာဇဝင်အစတွင်ကံရစာကြီးကံရစာငယ်မင်းအဖြစ် ရှင်ပြန်ရွေးကောက်ကြသည်မှာအလွန်အရေးကြီးခဲ့၏ယခုလွတ်လပ်သော နိုင်ငံတော်ကြီးအဖြစ်ပြန်၍ပထမအခြေပြုရာတွင် ကံရစာကြီးဤစနစ်ကိုလိုင်းနေသလိုကံရစာငယ်ဤပရိယေကိုလိုင်းနေသလိုစောကြောပွဲရာဖြစ်လာ၏ကံရစာကြီးဤစနစ်တစ်ခုတည်းဖြစ်တော်လကောကံရစာငယ်ဤပရိယေတစ်ခုတည်းဖြစ်တော်လကောနိုင်ငံတော်အသည့်အခြေပြုခြင်းကမဖြစ်စကားအကြောင်းအားလျော်စွာနှပြသော ပရိယေတို့ကိုတုံးကြပါမှ အရှိကောင်းမြင်ဖြစ်၏အနိုင်လဲကြံရ၏အခိုင်လဲလောက်ရ၏အာနာယအောင်လဲကျူပန်းရ၏ ရအပ်သောအာဏာဖြင့်အခိုင်လုံနိုင်အောင်လဲဆောင်ရွက်ရ၏အနိုင်လုံချင်းသည်အခိုင်လုံချင်း၏ပထမစကမ်းများသာဖြစ်၍အလိုလျောက်ဆုံးနေသောလန်တလန်မဟုတ်ကြောင်းမပြတ်တရေရကြရ၏စစ်ကာလာတွင်ဖြစ်၍စစ်နိုင်မှုအတွက်လုံမှန်သမျှတွင်အနိုင်ပရိရဖြင့်စေစားလျက်လွတ်လပ်သောနိုင်ငံတော်အဖြစ်အထွန်းရှိစွာတည်တံ့အောင် အခြေစိုက်လေသမျှတွင်အခိုင်စနစ်ဖြင့်လိုက်နာရ၏ လက်ရှိအစိုးရအဖွဲ့တွင်ကံရစာငယ်များလည်းပါလေရ၏ကံရစာကြီးများလည်းပါတန်ရ၏အခါခွင့်ကိုကြီး၍လောက်ကိုင်းသွားကြပါမှ နိုင်ငံတော်၏အကျိုးပွားစီမည်မှန်၏ယခုချိန်တွင် နိုင်ငံတော်အစိုးရများသည်၎င်းနိုင်ငံတော်သူနိုင်ငံသားတို့သည်၎င်းအမြင်ရှင်းကြဖို့အရေးကြီး၏ရာဇဝင်ပဝေအစင်ချေပြပြီဖြစ်သော ကံရစာညီနောင်၏သင်ငန်းစာသည် ယခုကျွန်တော်တို့မြန်မာနိုင်ငံတော်ကြီးအတွက်အကျိုးရှိစေရည်။အနိုင်နှင့်အခိုင်ပြည်ရဲ့များအကြောင်းရှိရာတွင်ဆက်လက်ဖော်ပြပွဲရအကြောင်းများလည်းပေါ်ထွက်လာ၏။နိုင်ငံရေးသမားများဝါအာရာယရန်လုံပန်းစဲဖြစ်တော်သူများမှာအခိုင်လုံးမီဟုဟန်ပြဆွဲဆောင်၍အနိုင်ကိုသာလုံပန်းကြ၏။အခိုင်ဖြင့်ဟန်ပြပြီးအနိုင်မလို့ပဲအခိုင်ကိုပင်ကျိုးပန်းကအနိုင်မရပဲလိန်လဲတကြ၏အစိုးရများလက်ရှိအာဏာ အာနာလက်ရှိလက်ကံရရှိအုပ်ချုပ်သူများမှာအနိုင်ပရိရေကိုလိုတော့ခနိုင်တာလိုတလောက်တဲ့ပို့မပို့စီပဲသုံးစီလျက်အခိုင်ကိုယ်သာပင်အာခဲလုံပန်းချလျာအနိုင်ပရိရေဖြင့်နိုင်ငံရေးသမားများအစိုးရဖြစ်လာလျင်အခိုင်ကိုယ်ပြောင်းလဲရှေ့ရှုဖို့ပင် အလွန်အရေးကြီး၏အစိုးရဖြစ်လာသည့်တိုင်အောင် အနိုင်ပရိရေတွင်သာညှိတွင်၍ကနိုင်ငံနှင့်နာတတ်၏ အင်္ဂလိပ်ဘာသာတွင်နိုင်ငံရေးသမားများကို politician ဟူ၍ခေါ်လျက်အုပ်ချုပ်သူအစိုးရကိုတော့ statesman ဟုခေါ်သည် politician ကအနိုင် လုံခြုံရေးသမား statesman ကအခိုင်လုံခြုံရေးသမားဟူ၍တည်နီးမှတ်သားနိုင်ကြ၏အနိုင်က အနိုင်ရစေရန်ရည်ရွယ်သည့် ရိယတခုများသာဖြစ်သင့်၏အခိုင်က အနိုင်ရပြီသူတို့မမေးမလျော့မပေါ်မတန်မနေကံပဲအမှန်ပြုသည်သည်အလုံးအစစ်ဖြစ်သင့်၏အနိုင်ရလျက်အနိုင်ရကအခိုင်မလုကအနိုင်ရချိုးမနဲ့ကာလအတွန်းအရှိမကြာလင်းအများစွာပင်ရွေလျောရာ၏အနိုင်ရကအခိုင်လုကလှုပ်တလောက်ပင် အကျိုးဖြစ်ထွန်းရလေ၏ဥဒန်းတွင်ရေရာလေ၏ တဆောင်မုံလာစုပ်15ရက်တောက်ကြနီရှမန်နေညာကထမင်းစားပြီးနောက်ကိုဇဝနထုတ်ဝေမိသင်္ကန်းဝတ်ဝိတုအတွက်နေတန်းရေးပေးမိအကြံစီကို၃၄ချောင်းမြောက်စားလဲရသေးတဲ့အုပ်အောင်မှုတဲ့ဖြင့်တခါတည်းရက်ထားလဲရတော့သည်မိကြည်များအခိုင်လိုက်အခိုင်လိုက်ချ၍ဘုံများခြေသွားသည်ကျွန်ုပ်စိတ်တွင်ညာဘက်ဘုံလာခြေသည်များဤအချိန်သည်မိရှူအများဆုံးဘုံအချာဆုံးဟုဖြင့်ထင်မှန်မိတော့သည် တစ်မျိုးလုံးလင်းထိန်ပြီးတော့နေတော့သည်ဆယ်နာရီခန့်တွင်ဘေးရန်ကင်းရှင်းကြောင်းအချက်ပေးအော်အော်မှုတ်တော့သည်ညတစ်ကောင်ကျော်နှစ်နာရီ၁၀မိနစ်တွင်တော့လေကြောင်းအချက်ပေးပြန်သည် ရန်သူလင်းပြန်များလာ၍ပုံကျဲပြန်သည်မိကြည်ပါချာ၏သို့သောညဦးကလိုအခိုင်းလိုက်အသွဲတိုင်းမို့ပဲခါတိုင်းသုံးနေချမိဝါမိကြည်တလုံးစီတလုံးစီဖြစ်သည်ညဦးကမူမိဝါများမှာ၃လုံးမှ၅လုံး၆လုံးအထိအခိုင်းလိုက်အသွဲလိုက် နေရာပေါင်းများစွာတွင်တပြိုင်နက်ထဲ၎င်းစင်ကာစင်ကာ၎င်းခြား၍မီးစိမ်းများတလုံးကို၎င်း၎င်းတို့ထပ်မပင်ခြားသွားလေသည်ညဦးကမီးစိမ်းများသုံးလုံးခန့်တစ်ခုပြီးတစ်ခုခြားသွားကြသည်ကိုမြင်လိုက်ရသည်ရန်သူလင်ပြန်များကိုဂျပန်လင်ပြန်များနှင့်လင်ပြည့်မြောင်များကအကျိနဲ့ခုခံတိုက်ခိုက်ပြစ်ခတ်ကြလေသည်။ဗနက်စင်းပြတ်သည့်ထီတီကိုရှက်များမကြမီတွင်ကြာရလိမ့်မည်ထင်သည်။ ယမန်နေနေခင်ကလည်းရန်သူကိုးစင်းလာရာစီးချိုပြစ်ခတ်သည်ဖြင့်သုံးစင်းမှာပြတ်ချသွားသည်ဟု ကြားသိရသည်ဤကဲ့သို့ရန်သူတို့လာတိုင်းအပြည့်စည်ရှိအောင်များများပြစ်ချပေးနိုင်ကဘုံဘေးမှာတစ်ချိန်တစ်ချိန်ကင်းဝေးသွားပေါ်ရာရှိပေသည်စစ်သားရတွင်ဘုံကျဲခြင်းဖြင့် အရှုံးအနိုင်ပြက်ပြက်သားသားမရနိုင်ခြင်းဘုံချမှုကိုအစီအစဉ်ကြာကြာနာနာဖြင့်စနစ်ရှိရှိမပြုလုပ်ကစစ်နိုင်ဖို့အထောက်အပံ့တစ်ခုအဖြစ်အသုံးမတက်အလကားပင်ဖြစ်လေတော်သည် ဂျပန်များဂျာမန်များနဲ့ရုရှားတို့သည်ဘုံကျဲခြင်းကိုမိမိတို့တပ်ဥအတွက်လွယ်ကူစေရန်ရန်ပြိုလက်နက်တစ်ခုအဖြစ်ထိရောက်အောင်မြင်စွာအသုံးချခဲ့ကြလေပြီယခုမြန်မာပြည်တွင်ရန်သူတို့ဘုံလာကျဲပုံကစစ်ဖြစ်လျင်ဘုံကျဲရသည်ဟုသောအသည့်တရားအတိုင်းလာရောက်ကျဲချနေတကယ်တို့ဖြစ်လေသည်အပြင်းမဲ့သောအရက်ဒေတာများ လူများအစာအုံများကိုထိခိုက်ပြိုပြက်သည်ကများသည့် ဘုံကိုကိုတက်အကျိုးအတွက်သူ့အခြေကိုဖျက်ရနိုင်အထည်ရောက်ဆုံးသုံးနိုင်ရင်ပူပူသုံးနိုင်သူဒီဘုံချခြင်းဖြင့်အကျိုးအများဆုံးခံစားရသည်ကိုမှတ်ယူပေမည်ယခုရန်သူတို့လုံပုံကဘုံတွန်ခြင်းပင်ဖြစ်၍အခြေနေပင်ခရီးမမြောက်ရန်သူတို့ဘက်ကလက်နက်များမှာကျွန်ုပ်တို့လက်နက်များထက်ပို၍ကောင်းကောင်းကောင်းပင်လိမ့်မည်ရန်သူတို့ဘက်မှလက်နက်အင်အားမှာကျွန်ုပ်တို့ဘက်ကလက်နက်အင်အားထက်အဆအပေါင်းများစွာ ကြီးမားကောင်းကြီးမားပင်လိမ့်မည် သို့သောလက်နက်ကောင်းယုံလက်နက်များယုံဖြင့်စစ်နိုင်လိမ့်မည်ဟုထင်မှတ်เสียရလောထင်မှတ်เสียမဟုတ်ထင်မှတ်လျင်တော့မာချိန်မည်ကဲဒီနေရာမှာဆရာကြီးကအဲ့ဒီစစ်နိုင်နေတဲ့ပတ်သက်တဲ့ပြည်ရည်တွေကိုတော်တော်များများလေးရှင်းပြထားတယ်ဗျအင်းဆရာကြီးပြောသလိုပဲနော်စစ်ဖြစ်လျင်ဘုံကျဲရဲဆိုတဲ့အတ္တိတရားနဲ့လှက်ပတ်ပြီးကျဲနေရတယ်မှာတနိုင်ငံလုံးလည်းရရစရာမရှိတော့ ဤကစကားချက်ဤစီကြီးတွင် လုံလည်ပြီးသောစစ်ကြီးစင်ငယ်များမှကဲ့သို့၎င်းနောင်လာလတန်သောစစ်ကြီးစင်ငယ်များကဲ့သို့၎င်းစိတ်တထထန်ခိုင်မြဲစွဲနှပဲကောင်းသောနိုင်ငံသားလျင် အနိုင်ရလည်မည်လက်နက်သည်အခရာမဟုတ်စိတ်တတ်သည်သာအခရာဖြစ်သည်တော်တော်မှတ်သားသင့်တဲ့စကားပဲအမေလက်နက်တွေမိုးပြန့်အောင်ကောင်းနေစေခါမူစိတ်တတ်မထထန် မခိုင်မြဲက လက်နက်ကောင်းစေခြင်းကအခြေအနေသာတခြားမင်း၏ဩရစိန်လက်နက်ဖြစ်စေကတိုက်ခိုက်ရ၌စိတ်မှန်နှင့်ဇွဲလျင်ပေါ်ယုံနေကအောင်ပွဲရမည်မဟုတ်ဝရင်ထုတ်သည်ပင်တခုတည်းသောလက်နက်ဖြစ်စေကမူတိုက်ရခိုက်ရ၌စိတ်မှန်နှင့်ဇွဲရှိခြင်းကမဟုတ်ချပင်အောင်မြင်နေရလိမ့်မည်သာကျွန်တော်တို့အဲ့ဒီစာပိုင်းကိုလေအတော်လေးသဘောကျလို့မလို့ highlight လုပ်ထားတယ်။ copy လဲဆွဲထားတယ်။ဤကစကားချက် ေချောင်းရများနှင့်ဆက်လင်း၍နန္ဒီတင်နာအချောင်းကိုအကျေတဝင့်ရေးသားခြင်းသည်ရေးသားလင်းလဲကြံကလေးတစ်ဆောင်ပင်ဖြစ်လာသည်ယမန်နှင့်လာဇုတ်ဆက်လီရဲ့ဂျာတာပရိနှင့်ညနေကအိမ်ချံဝင်းတွင်၌ပြိုကင်သုံးခုကို ခင်းပြီးလျင်ယုံနီချင်းမောင်ကော်ဘီနှင့်ကျက်သွန်နီဤလေးမျိုးတို့ကိုမျိုးစီချခဲ့သည်နွားချေတလဲတရှစ်ချက်နဲ့ဝယ်ရမှာရောင်းသူနဲ့မစုံသေး၍မဝယ်ရ ရှေးရင်တိုင်းမြေတိုင်းပင်ဆိုင်ရသည်ပထမသုံးမျိုးကိုအစစ်ပြို၍ကျက်သွန်နီကိုမူကျက်သွန်ဥပင်ထဲ၍ပြိုသည်ဘယ်နှစ်ဘယ်ပင်ကဘလို့အရွက်အခတ်ထွက်မြေကိုကြီးရှုမှတ်သားရပင်အောင်တော်မည်ကျောင်းသားဘွားကလေယာဆိုင်ပြို၏သင်ခန်းစာကိုဘာသာတရားအဖြစ်တင်ယူခဲ့ဘူးသည့်အပြင်ကိုယ်တိုင်ကပင်ဟင်းသင်းရွယ်တို့ကိုအကြောင်းဥယျာဉ်တွင် တာဝန်ယူစိုက်ပျိုးခဲ့ဘူးရာကစိုက်ပျိုးရာ၌အခြေခံအတန်ရှိသည်ဟုဆိုရပေမည် သို့တော်ကျွန်တော်၌အခြေခံရှိုံများဖြင့်မပြီးမြေဩဇာအခြေခံရှိမှအပင်ဖြင်းမြောက်မီဖြစ်၍နွားချေအပြန်ဝယ်မှဖြစ်မည်ဒီနေရာမှာလဲစိုက်ပြိုးရေးနဲ့ပတ်သက်တဲ့ဘုသူတာတွေပြောတာတယ်အားကြောင့်မလို့အမားသာမှာထည့်ပြောထားတဲ့အတိုင်းပဲအာ ਨੇ ပဲဆုံးတဲ့စာပေဘုသူတာအဟင်းလေးအိုးကြီးတပွဲဖြစ်နေရဲဆိုတာ မြမအိန်အောင်တိုင်းယခုကဲ့သို့တန်နိုင်သမျှစိုက်ပျိုးလောက်ကင်ချမည်ဆိုကဇယိတ်အကုန်ကြများစွာတတ်တာမြင်ပြီးလက်ဆက်သောဟင်းသည်ဟင်းရွက်တို့ကိုစားရယုံများမက စိတ်အချင်းကိုလက်လှူရှာအလေးချင်းတို့ကိုရှာလေအောင်မြီပန်းဥယင်စိုက်ပျိုးခြင်းသည် လူဤစိတ်ကိုသာလန်းဆန်းသည်မဟုတ်နှုပြိုခြင်းဖြက်လက်ခြင်းတို့ကိုဖြစ်စေနိုင်သည် မြမမြေကြီးနှင့်ပတ်သက်၍အင်္ဂလိပ်လူမျိုးမြမရာဇဝင်ဆရာ GE Harvey တုံးသွားသောစက္ကလုံတစ်ခုကိုတွားပြီးတော့တရားရမိနေသေးသည်မြမလူမျိုးများအလုလုရန်ပြည်ရင်ချင်းနှင့်ဆက်လင်း၍အကြောင်းအကျိုးစစ်စစ်ဝေဖန်ရဝင် GE Harvey ကမြမအနိုင်ပြည်ရာသီဥတုမှနေလည်နေခြင်းပတ်တွင်အလွန်အမင်းပူပြင်းလာသည်ဖြစ်၍နေလည်တွင်မြေသူများအလုံးမလုံးနိုင်ကြကြောင်း၎င်းအပြင်မြမဤမြေဩဆောင်မှာအပေများထိကောင်းနေသည်နည်းမြေဟုသူ မြေကြီးကိုထယ်ဖြင့်ကလိလိုက်ုံဖြင့်မြေကြီးမှာအသီးနှံဖြင့်ပွင့်ပေါက်ပြုံးရလျက်ရှိနေရကမြမလူမျိုးတို့မှာကြိုးစားလောက်ကိုင်းနေရန်မလိုတော့ကြောင်းဖြင့်ဆိုသွားလေသည်ဤစကားသည်မှန်သည်မှန်ယုံသာလို့မဟုတ်သည်စကားအသုံးလဲလှလေသေးသည်လူကိုလက်ဖြင့်ကလိထိုးလျင်ရှဲတန်းတခါနဲ့ထွက်ပေါ်လာ၏ထိုနည်းတူမြမမြေကြီးကိုထယ်ဖြင့်တစ်ချက်ကလိလိုက်ရင်ပင်အသီးနှံသည်ဟူသောရှဲတန်းမှာတစ်ချက်တည်း ထွက်ပေါ်လာလေသည်၎င်းစာအုပ်ကိုလွန်ခဲ့သည့်ဆက်သုံးလေးနှစ်လောက်ကပင်ဆွလွန်ခဲ့သည်မှန်တော့လေ၎င်းသုံးသောသော စကားလုံးလေးများကိုယခုထိတရိယာနေခြင်းမှာကျွန်ုပ်၏မှန်ညာထက်၎င်း၏စကားလုံးများက အထူးတလည်းဟုတ်မှန်လာစွာကောင်းမွန်နေသောကြောင့်ပင်ဖြစ်လေသည်၎င်းစကား၏မူရင်းတိုင်းအတော်နှုံးမှာ တလန်တကဝစ်ဆာဟောလတ်ဝစ်ဆာဟာဗတ်ဟူ၍ပြည်လေသည်ထိုစာအုပ်တွင်ကျွန်ုပ်သဘောချ၍မမေ့နိုင်သောစကားအချို့ ရှိသေးလေသည်တမာကျမ်းစာတွင် ခရစ်တော်ယေရှုကငါသည်ဖြည့်ဆည်းရန်လာသည်မဟုတ်လူရာဖြည့်ပေးရန်လာခြင်းဖြစ်သည်ဟုမှတ်ကြသွား၏ရှားစွင်ဆရာဟာဘီကလည်းထိုစကားကိုတန်ရောင်လိုက်ကမြမပြည်ကိုအင်္ဂလိပ်သင်ပိုင်းမှုရောက်ရှိလာခြင်းမှာဖြည့်ဆည်းရန်မဟုတ် ဖြည့်စွက်ရန်ဖြစ်သည်ဟုအကြီးအကျယ်လှောက်ခါပင် ဆိုလိုက်လေသည် အင်္ဂလိပ်များမြန်မာပြည်ဖြန့်စည်းခြင်းဖြည့်စွက်ခြင်းအချင်းရာနှရက်ကိုမြည်သည့်အရာကိုပိုး၍လှုပ်သွားသည်ကိုမြန်မာသားတိုင်းကောင်းစွာသိရှိနိုင်ပေသည်တို့တိချပြီးလျင်သာလျင်အင်္ဂလိပ်တို့လက်အောက်၌တနည်းအမြမပြောပိုက်မကျဉ်းနှံ့နိုင်ကြလျင်ဖြစ်လေသည်တို့တိချသည်ဖြင့် ဤကြသည်ဖြင့်သာလျှင်အင်္ဂလိပ်အားအာရှတိုင်းမှနေထိုင်ရန်တက်ဆွမ်းသည်မှတအူတဲသောပြည်ဂျပန်ကိုအာသွန်အာကိုခဲ့ကြခြင်းဖြစ်လေသည်အင်္ဂလိပ်တို့သည်လူရာကိုဖြည့်ဆွတ်မပေးနိုင်ခဲ့သလိုဟူ၍ညာဖြည့်ဆွတ်ပေးပါ၏သို့သော ဖြည့်ဆွတ်ပေးခြင်းထက်ဖျက်ဆီးခြင်းကပိုမိုရင်းများပြား၏မြန်မာလန်ကုန်လယင်းတို့ကိုပြန်စည်းခြင်းပြုပြီးမှဘယ်တော့မှမပြည့်နိုင်သည့်ဖြည့်ဆွတ်ခြင်းမျိုးဖြင့်ဖြည့်ဆွတ်ပေးခဲ့၏ ။တဘောမှာကျွန်တော်တို့ဤနိုင်ငံတော်တွင်ရှိပြီးဖြစ်သော ခြေလက်အစုံကိုရိုက်ချိုးပြပြီးမှ လူကြားကောင်းယုံသူ့ဘော်မိကိုနောက်လိုက်ဖို့ဒုတ်တချောင်းလှမ်းပေးတဲ့ကဲ့သို့သာဖြစ်ချေ၏။သူ့တို့ကိုတွေ့မိလိုက်ဖို့ရန်နိုင်ငံတော်မှာခြေလက်အစုံနှင့်လူကောင်းပြကလေးအဖြစ်မှခြေချိုးပေးခဲ့ရ၏။ဤစကားရများကို ကျွန်ုပ်သည်အခြေထောက်အခြေခံအထောက်အထားခင်မဲ့စွာပြောသည်မဟုတ် ဤစကားရတွင်ပါရှိသော စကားလုံးနိုင်အတွက်ကျွန်ုပ်တွင်တတ်သိအလုံးလောက်အခိုင်မာအပြင်ရှိလေ၏ထိုတတ်သိကံသည်ကျွန်ုပ်တဦးတည်းတွင်မှထူး၍ပိုင်သောတတ်သိကံမဟုတ်နိုင်ငံတော်အတွင်းရှိမြန်မာတိုင်းနှင့်တတ်ဆိုင်သောဝါမြန်မာတိုင်းပိုင်ဆိုင်ပြီးသော ရာဇဝင်တတ်သိကံဖြစ်လေတော့၏အဘယ်သို့နည်းဤစာလုံးလေးလုံးသာပါတော့မေကွန်ကလေးကို ဖြေရလင်းစာအုပ်ကြီးတအုပ်များပင်ဖြစ်နိုင်၏ ဖြစ်နိုင်လေဖြစ်စေတဲ့ဥပါခင်တောင်းသောမြမအစ်ဖန်တီးမှုစာအုပ်ကိုအီမေးကုန်းကလေးအဖြစ်နဲ့အခြေပြု၍ရေးရသော ကောင်းလေမီနော်သူဒီမဟုတ်တခြားစီရေးရသော ကောင်းလေမီနော်အီအမေးများကိုမေးရာတွင် ကျွန်ုပ်သည် စာရေးပြင်သူတယောက်ဖြစ်သည်ကို ကျွန်ုပ်ကိုယ်တိုင်တတိမူမိပါ၏လောနရောလာဇန်တရက်စနေနေ့ နန်းနဆောစောကိုရင်ဇဝနာစာအုပ်အတွက်ဏိတန်းကိုအပီးရေ၍မြမအလင်းတိုက်သို့သွားရောက်ပေရသည် သူတင်ငန်းဝဲဝတ္ထုကို စက်ကူရနိုင်က အင်္ဂလိပ်လိုပါတပါတဲ့တွဲထုတ်ဖို့အကြံပေးခဲ့သည်နေချိုင်ဟန်တူသည်ဥတည်နေစီစဉ်ပြီးကြည်ဦးမည်ဟုဆိုသည်ရန်သူတို့ လင်းရင်ပြန်အစင်း90ကျော်ဖြင့်လာရောက်ကြသည်မြောက်ဘက်စီးကဘုံချတံများကြရသည်ဒုတိယတစ်ချိန်ကိုစင်းလှည့်ပြန်ဝင်လှည့်ဝင်ပြန်သည် တတိယအကျင်လေပေအချက်ပေရဒင်းတို့မလာကြအပြန်တွင် တိုင်းပြည်ပြူတို့ဝင်ရာကိုအုံးခင်နဲ့တွေ့လေသည် မောင်တင်အေးရေးဆွဲသောမြေပဒေသာဝိထု၏မျက်နှာဖုံးရုပ်ပုံကြီးကအိမ်ထဲ၌ပင်ချိန်ဆွဲထားသည်ကိုမြင်ရသည်မြေပဒေသာဝိထုမှာနာမည်ကျော် ကိုအာခေါ်ဝိထုကြီးမှာမာလာပြန်သောဝိထုဖြစ်၍တအုပ်လျင်15ချက်နှင့်တရင်စာများ၌ကြော်ညာလျက်ရှိသည် good up ကိုရေးသူမှာ American ပြည်သူစာရေးဆရာမကြီး Barber ဖြစ်လေရထိုဝိထုကိုရေး၍ပိုလစာစုကြီးကို ရှားရှိခဲ့လေသည် ထိုဝိထုကိုမူတည်၍ Paul Mooney ကယောက်ျားဇလိုက် Louis Reina ကမိန်းမဇလိုက်လုပ်ပြီးရုပ်ရှင်ပြသသည့်အတွက်ထိုစာအုပ်မှာပုံမို့၍ပင်နာမည်ကြီးမားလာခဲ့သည်ထိုရုပ်ရှင်ကများမြန်မာပြည်သို့ရောက်လာပြီးနောက်များမကြာမီမြတောင်းညိုကဝတ်တုံအီမီဟုအမည်သက်ပြီး ဘာသာပြန်ဆို ထုတ်ဝေသေးသည်သို့တော့ကြာနာခြင်းမရှိချေသို့အတွက်ပင်တိုင်းပြည်ပြူတိုင်းရှင်ဦးအောင်ခင်ကမြန်မာဘာသာတို့ထပ်မံပြန်ဆိုခြင်းဖြစ်လေသည်စာအုပ်ထွက်ခံဤတွင်နေတန်းတစောင်းတခန်းတနာရေးပေးစီတို့ကြောင့်ပြောဆိုသည်ဖြင့်မြေပရိသာဆိုသည့်အတိုင်းလေယာဆိုင်ပြိုးဝင်ကြီးတခင်တန်းတွန်းကိုနေတန်းရေးခိုင်းရင်ပိုရင်မကောင်းပါလို့ဟုအကြံပေးရာ ကိုအောင်ခင်လည်းနှိမ့်ချသဘောကျသွားသည်နှင့်ကျွန်ုပ်တွင်တာဝန်တစ်ခုပေါ်လျော့သွားလေတော့သည် စင်စစ်မှာလည်းကျွန်ုပ်ထက်တခင်တန်းတော်ကနေတန်းရေးရန်ပိုး၍ပင် အခြေကောင်းပင်မီလေယာလှုပ်ခြင်းအကြောင်း အသားပေး၍ရေးထားသောဘာလာပြန်ဝိထုကိုလေလှုပ်ရန်နှိုးဆော်ဖို့အများကြီးလိုနေသေးသည့်အချိန်ကာလတစ်ခု၌လေယာစိုက်ပျိုးရေးဝင်ကြီးပင်နေတန်းရေးဖို့နေတန်းရေးခွင့်ရဖို့ကောင်းသည်ဟုကျွန်တော်ယူဆမိသည်ကျွန်တော်ဤကျွန်တော်လည်းလေးနံသောအကြံဉာဏ်များဖြင့်ပြည့်စုံဝေစားအောင်ရေးနိုင်ပါ၏ သို့သောသူအားရေးခိုင်းစေခြင်းကအကြောင်းအကြောင်းကိုလည်းထောက်၍ပို့ပြီးလဲကောင်းပေလိမ့်မည်ဟုအထင်ရှိသည် သူလည်းအတော်ပင် လေ့လာထားသော လူတော်တစ်ယောက်ပါပြီအရေးသားလည်းကောင်းသည်သူပန်သာမမှာလေသူပန်နကဟုသော အမည်ဖြင့်သူရဲသောဆောင်းပါးများကိုကျွန်ုပ်အေဒီတာဖြစ်စဉ်ကထည့်သွင်းဖော်ပြပေးခဲ့ပူလိမ့်ပြီတခင်အစည်းအရုံးတွင် သူတယောက်မှာနိုင်ငံရေးစာပေဘူသူရာတို့ကိုအစီအပူဆုံးဖြစ်သည်ကို ကျွန်တော်အကဲခတ်မိသည်နိုင်ငံတော်၏အခြေအနေမှန်ကိုလည်းအတော်ပင်စံဝါမိသူ ဖြစ်လေသည်မေဟောလာဇန်၂ရက်တနင်္ဂနွေနေ့ညာကပုံကိုခြင်းနဲ့ဆင်းရသည်သည်ရန်သူလာရ၍ရန်သူလာရ၍ဖုံးကျဲရာအောက်ကလည်းပြစ်တီမာလည်းတပြောင်းပြောင်းတဒိန်ဒိန်အပေါ်ကမိစ္ဆာများကလည်းရန်လိုက်တီမာလည်းတထိုင်းတိုင်းတပြုံပြုံး စေတွင်းမှာအစမ်းမဟုတ်တော့၍ဤနေ့စဉ်မတန်များတွင်ထဲသွင်းဖော်ပြရန်အလိုမရှိတော့ပေ။နန္နဘတ်တွင် ရှင်နာဤတို့အမိသူရိယတရာစာရေးစရာ အသိဉာဏ်အစီဝေးတို့သွားရောက်ရန်လဲသွားခဲ့ရသည်သည်။အခြားကိစ္စများအနက်အမှုဆောင်လူကြီးတို့မှအသိဉာဏ်ဘွယ်ဘွယ်တခုတင်သာတာဝန်ခံဖြင့်စောင့်ရွက်ခြင်းအားအသိဉာဏ်လုပ်ငန်းများတွင်ပုံမိုးတွင်ခြင်းအောင်ဆုံးဖြတ်ပြီးဆုံးဖြတ်ချက်အရအဖွဲ့အစည်းများပြန်လည်ဖွဲ့စည်းမှုမှာအရေးကြီးလေသည်။ ကျွန်တော်တို့မှာမဂ္ဂဇင်းအရီတာအဖြစ်၎င်းစာပေစုဆောင်းရင်းနဲ့ဟောပြောပွဲအဖွဲ့ဥက္ကဋ္ဌအဖြစ်၎င်းရှုပ်ပြစာပေအဖွဲ့အစော်အသူအဖြစ်၎င်းဆောင်ရွက်ရနေရမဂ္ဂဇင်းအရီတာလုပ်ငန်းကိုဇဝနာတို့လွှဲအပ်ပေးရန်ကိုတိုင်တိုက်တွန်းအဆိုတင်သွင်းခဲ့သည်ရှုပ်ပြအစာပေအဖွဲ့များသာယာယီအဖွဲ့များသာဖြစ်၍အစည်းအဝေးခေါ်၍မရနိုင်သည့်အတွက်ပြတ်ပြီးဖြစ်လေသည်ထိုအဖွဲ့ကိုတခင်သူကအတာဝန်ယူကြီးမှုဖို့တာဝန်လွှဲလိုက်သည် စာပေစုဆောင်ရေးနှင့်ဟောပြောပွဲကိုကျွန်ုပ်ထပ်ပို၍တွင်ကြအောင်လုပ်နိုင်မည်အမှုဆောင်လူကြီးတူအားလွှဲအပ်ပေးရန်ကျွန်ုပ်တိုက်တွန်းရာထိုတိုက်တွန်းချက်ကိုလက်မခံကြဘဲကျွန်ုပ်ကိုသာဆက်လက်လုပ်ကိုင်ရန်တောင်းဝန်ထားရသောကြောင့်လက်ခံထားလျက်လေသည်ရှေးလာလောက်တွင်တော့မရလောက်အောင်အခြားတရားရောက်ကိုလွှဲအပ်အောင် ဖြစ်အောင်ပေးရမည်ကျွန်ုပ်မှမူနိုင်ငံတော်အတွက်ပုံမအကျိုးရှိမည်စာပေများကိုပြုစုခြင်းတနည်းနိုင်ငံတော်တာဝန်ကိုကိုယ်တိုင်ထမ်းဆောင်သည့်အခါနိုင်ငံတော်၏ရေးရာတို့ကိုနိုင်နှင်းစွာဆောင်ရွက်စီမံနိုင်ရန် ြင်ဆင်လေ့လာစည်းဝူးခြင်းစသည်အားဖြင့်ပုံမူခိုင်မြဲကြီးမှသောအလုပ်များကိုလုပ်ဖို့ရှိနေရကအသင်းအတွက်အချိန်များစွာပေးနိုင်တော်မူမထင်ချေဖြစ်နိုင်လျင်အမှုဆောင်လူကြီးနေရာမှပင်ကျွန်ုပ်နှုတ်ထွက်ပေးခြင်းလေပြီရှင်၏စည်းဝေးတွင်အထူးရေးပါသောဆုံးဖြတ်ချက်တည်းအမှာယခုနှင့်ထွက်ပြီးသောဝိတုရှားစဝင်သိပ္ပံနိုင်ငံရေးပြဆက်လင်္ကာဤဘာသာရပ်များနှင့်ဆိုင်ရာစာအုပ်များနှင့်မှာအကောင်းဆုံးကိုရွေးချယ်၍900ကျပ်စု တစုစီအသင်းကကြီးမှုအလူခံ၍ ချင်းမြင့်ရန်ဟုဆုံးဖြတ်ချက်ဖြစ်လေသည် တခင်နူးကအကောင်းဆုံးပြဆက်စုငွေကို900ကျပ်အတွက်ချက်ချင်းတောင်းဝန်ယူသွားသည်မြည်သည့်စီမင်းချက်များကိုအခြေပြု၍ရွေးချယ်ရမည်ကိုစီစဉ်ရေးဆွဲရန်ကျွန်ုပ်အားတောင်းဝန်လွှဲအပ်လိုက်ကြသည်သည်ဤစုမျိုးကိုဂျာနယ်ကျော်ရှိစဉ်ကပင်တနင်္လာနေ့မီးရန်စိတ်ကူးထားပြီးဖြစ်ခဲ့လေသည်သို့သောငွေချေးမလုံလောက်၍ထိုအကြံမှာအထာမမြောက်မအောင်မြင်ခဲ့ခြင်း ဒီနေ့တနင်္လာဤစုမျိုးကိုကျွန်ုပ်ကိုယ်တိုင်အစဉ်အတန်းကြားနာစွာစီစဉ်ပေးအပ်နိုင်လိမ့်မည်ဟုယုံကြည်စွမ်းမြည်လျက်ပင်ရှိပေသည်ဟုတ်ကဲ့ကျွန်တော်ရဲ့ရှင်ဘန်းမြဝေမှုကိုဒီနေရာမှာပဲခင်သာရနာပါမယ်ခင်ဗျာအချိန်ပေးပြီးတော့ live ပါနာစဉ် clip ပေးခဲ့ကြတဲ့ Nolan Clicker တဦးတယောက်ချင်းစီတိုင်းကိုကျွန်တော်တို့ကျေးဇူးတင်ပါတယ်ခင်ဗျာ ကျွန်တော်ရဲ့ရုပ်ပန်းမြောက်မှုအားနေကြကြောင်မလို့အမားယူလေးများပါပါခဲ့လို့ရှင်လဲဆရာကြီးချန်နယ်ကျော်ဦးချင်းမောင်ရဲ့ဒီဇိုင်းသူများနဲ့တကွနားဆင်သူတော်လန်ကလေးကားတို့ကိုဒီကန်ပြီးတော့နားလည်ပေးပါလို့မေတ္တာရက်ခံတောင်းပန်ပါတယ်နောက်ထပ်အပိုင်းနေမှာလဲဗျာနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ရောအော်တခြားတို့ရာဇဝင်နေနဲ့ပါ ခြီးပြီးတော့ကိုအဲ့လိုကိုမှတ်ထားစရာတွေအများကြီးပဲပါတယ်။ဟိုမှာအရေးမပြောပြရင်တော့အထာရသက်ဆန်ရှိရပညာရေးတို့စိုက်ပျိုးရေးပညာရေးတို့အဲ့လိုနဲ့ဆက်ဆက်ပြီးတော့ကိုပါတယ်။ဒီထဲမှာလေးကျွန်တော်တော်တော်လေးမှတ်မှတ်သားသားဖြစ်လို့မလို့ highlight လုပ်ထားတဲ့ဟာလေးရှိသေးတယ်။အာအဲ့ဒါကတော့စက်တိုက်တယ်ဆိုတဲ့နေရာမှာသူ့အတူလက်နက်ကဘလောက်ပဲကောင်းကောင်း စိတ်ဓာတ်အင်အားမခိုင်းပါလို့ရှင်အဲ့လူကရှုံးပါပဲအဲ့ဒါကိုဆရာကြီးကဘလို့ဥပမာပြထားတယ်လဲဆိုလို့ရှင်တရားမင်းရဲ့ဝရစိန်လက်နက်ပဲဖြစ်စေတဲ့အဲ့လိုမျိုးဇရတရားမင်းရဲ့ဝရစိန်လက်နက်ကိုခိုင်းပြီးတော့စစ်တိုက်နေတောင်မှစိတ်ဓာတ်မခိုင်းပါလို့ရှင်အဲ့လူကရှုံးပါပဲတဲ့ဒါကြောင့်ဝိညာဉ်တို့တစ်ချောင်းနဲ့နဲ့ခိုင်းပြီးတော့တိုက်နေကမူတဲ့အဲ့ဒါစိတ်ဓာတ်နဲ့ဇွဲရခိုင်းပါတယ်စိတ်ဓာတ်ကလည်းထက်တန်တယ်ဆိုလို့ရှိရင်အတူတူတယောက်ထဲနဲ့ပဲ တိုက်ပွဲကိုနိုင်အောင်တိုက်နိုင်နေတဲ့ဒီတော့တော်လန်ကလစ်ကာတို့ကိုတိုက်သွင်းချင်တာကတော့အာဆရာကြီးဟန်တာဝရီဦးဝင်းတင်မှာထားတဲ့စကားလေးတိုင်းပါပဲစတိတ်တက်မကြိုးပဲစင်းနဲ့စူးပွဲမှုမကြိုးပဲစင်းနဲ့ကျမ်းမာရေးမကြိုးပဲစင်းနဲ့တော်လန်ပါဂယူဆိုင်ပါအတတ်ရှင်ပါဗျခွေးတော့အစွဲမခံစင်းနဲ့ ဗက်ဆင်းတွေကတအားဆေးကြည့်တယ်။ကလာပါရလီကိုစားပြတဲ့တန်ကောင်းခြင်းတတရခလင်ကာရုနဲ့ထပ်သူထမ်းမြရှိနေနိုင်ပါစေလို့ကျွန်တော်တို့ဆန္ဒပြုစုမတောင်းပေးလိုက်ပါရခင်ဗျာ။ဟုတ်ကဲ့တော်လန်နေစေနေရများပါခင်ဗျာ။